မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်အတူရောင်ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကပြက်ပြက်တားတားပယ်ချရန်အမေရိကန်လွှတ်တော်နှစ်ရက်စလုံးမှနိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများနဲ့လွှတ်တော်အမတ်များကတောင်းဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာကျန်းဖတ်စစ်တဲအတူရောင်ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကပြက်ပြက်တားတားပေးချရန်အမေရိကန်လွှတ်တော်နှစ်ရက်စလုံးမှနိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများနဲ့လွှတ်တော်အမတ်များက ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြပါတယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌနှင့်လွှတ်တော်အမတ်များဖြစ်ကြသည့် Framus နှင့် Gregory W. Meade အထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Jane E. Rich နှင့် Jin Shahiro ကတရုတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့်မြန်မာစစ်တပ်ကကျင်းပရန်စီစဉ်နေသည့်ရွှေကောက်ပွဲများမှာလွတ်လပ်ပြီးတရားမျှတမှုရှိမည်မဟုတ်ကြောင်းထုတ်ပြန်ကြေညာပါရယ်။နိုဝင်ဘာလ19ရက်နေ့တွင်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီကကျင်းပခဲ့သည့် ကြားနောက်ပွဲတွင်တပ်သည်များအလုံးကစစ်တပ်၏ရွှေကောက်ပွဲမှအခြေခံအားနည်းချက်များရှိနေပြီးလက်ရှိအခြေအနေများအရာရှင်ရွှေကောက်ပွဲမှလွတ်လပ်ပြီးတရားမျှတမည်မဟုတ်ဟုတင်ညတညွတ်ထဲဆုံးဖြတ်ခဲ့ကြောင်းကြေညာချက်တွင်ဖော်ပြထားပါသည်မြန်မာနိုင်ငံတွင်လာမည့်ဒီဇင်ဘာလ၌စီစဉ်ထားသည့်ရွှေကောက်ပွဲများသည်ဟန်ပြရွှေကောက်ပွဲများသာဖြစ်သည်ကိုတပ်သည်ပြနေကြောင်းနိုင်ငံတကာအတိုင်ဝန်းကိုလှည့်ပြရန်စစ်အာဏာရှင်အဖွဲ့ကစီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး 2021ခုနှစ်အာဏာသိမ်းမှုနှင့်မြန်မာပြည်သူများအပေါ်လက်ရှိကျူးလွန်နေသည့်အကြမ်းဖက်မှုများအပြီးတွင်တရုတ်ကြောထောက်နောက်ခံပြုစစ်ကောင်စီအတွက်တရားဝင်မှုဖန်တီးပေးရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းအာဏာသိမ်းပြီး9နှစ်နီးပါးအကြာစစ်ကောင်စီကတရုတ်နှင့်ရုရှားတို့ထံမှနိုင်ငံရေးနှင့်စစ်ရေးအရဖန်ပိုးမှုများတိုးမြင့်ရရှိနေတော်လဲနေပြည်တော်ထိန်းချုပ်ရန်ရုံးကန်နေရဆဲဖြစ်ကြောင်းလွှတ်တော်အမတ်များ၏ကြေညာချက်ကဆိုပါသည် ကမ္ဘာတဝန်ဒီမိုကရေစီနှင့်နိုင်ငံတကာမှအသိမှတ်ပြုထားသောလူ့အခွင့်အရေးများအပေါ်အမေရိကန်ပြည်ထောင်စု၏ဂတိကဝတ်နှင့်အညီသမရာထရန့်အစိုးရအဖွဲ့အနေဖြင့်ချိုးယွင်းမှုများရှိနေသောရွေးကောက်ပွဲနှင့်မြန်မာပြည်သူများ၏လွတ်လပ်စွာတရားမျှတစွာရွေးချယ်ခွင့်ကိုညှင်းပယ်မိဒီဒီရွေးကောက်ပွဲရလဒ်ကိုမဆိုစန့်ကျင်ပြောဆိုကြရန်လွှတ်တော်အမတ်များကတိုက်တွန်းပါရင်အသက်အနှစ်ရေအကျဉ်းချခံရမှုနှင့် ညပနှိမ့်ဆက်မှုတို့ဤကြီးမားသောအန္တရာယ်များကြားမှမြမပြည်သူများကစစ်အာဏာရှင်အဖွဲ့အာဏာရှင်အုပ်ချုပ်မှုကိုရဲရဲစွာခုခံတွန်းလှန်ခဲ့ကြပြီးမြမနိုင်ငံအပေါ်အာဏာဆွဲကိုင်မှုကိုတားဆီးနိုင်ခဲ့ကြောင်း2023ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင်နိုင်ငံရေးပါတီအများအပြားကိုစစ်ကောင်စီကဖျက်သိမ်းခဲ့ခြင်း2020အထွေထွေရွေးကောက်ပွဲတွင်တရားဝင်ရွေးကောက်တင်မြှောက်ခံရသည့်လွတ်တော်အမှတ်များစွာကိုဆက်လက်အကျဉ်းချထားခြင်းညှဉ်းပန်းနှိမ့်ဆက်ခြင်းသို့မဟုတ် ပြပတို့နေနေတန်ပေးထားခြင်းတို့ကလာမယ့်မဲပေးမှုနှင့်ရွေးကောက်ပွဲမှာလွတ်လပ်မှုတို့မဟုတ်တရားမျှတမှုမရှိနိုင်သည့်အနေရရှိနေသည့်ကိုရှင်းရှင်းလင်းလင်းဖော်ပြနေကြောင်းထို့ကြောင့်အမေရိကန်ပြည်ထောင်စုကစစ်တပ်ရွေးကောက်ပွဲပြက်လုံးကိုပြက်ပြက်တာတာပယ်ချရမည်ဖြစ်ကြောင်းအမေရိကန်လွှတ်တော်အမတ်များကတောင်းဆိုထားပါတယ်အမေရိကန်အစိုးရကမှမြန်မာနိုင်ငံတွင်အခြေအနေများတိုးတက်လာပြီးဖြစ်၍မြန်မာနိုင်ငံသားများအတွက်ပေးအပ်ထားသောယာယီခိုးလုံခွင့် TPS ကိုဖျက်သိမ်းကြောင်းနိုဝင်ဘာလ25ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါတယ် အမေရိကန်အစိုးရ DHS လို့အမိညေလုံချုံရေးဝင်ကြီးဌာနကထုတ်တဲ့မြမအရေးတိုးတက်မှုတွေရှိနေပြီဆိုတာဘလို့အခြေအနေအပေါ်မှာသုံးသက်တာလဲအချက်လက်တွေမှားနေတယ်ကျွန်တော်တို့အနေနဲ့ဒါကိုထောက်ပြဖို့ရှိပါတယ်ဟုအမေရိကန်အခြေဆိုင် Pharma Research Institute VRI မှာဇိုထမန်ကသတင်းဌာနကိုပြောကြားပါတယ်လရှိအမေရိကန်အစိုးရနှင့်အမေရိကန်လွှတ်တော်နှစ်ရက်အကြာစစ်တပ်၏ရွေးကောက်ပွဲနှင့်ပတ်သက်၍သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေသည်ကိုမြင်ရကြောင်းအမေရိကန်ရောက်မြန်မာအရေးကျွမ်းကျင်သူများကသုံးသပ်ပြောဆိုကြပါသည် ဆက်လက်ပြီးအာနာသိန်းစစ်တပ်သက်ဆိုးရှိစေမဲ့ဘေးကိစ္စမဆိုရှောင်ရှားဖို့ဒနုဒေတာနေပြည်သူတွေကို TPLF တိုက်တွန်းနေဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒနုဒေတာအတွင်းရှိပြည်သူတွေအနေနဲ့အာဏာသိမ်းစစ်ကော်မရှင်တပ်ဆိုးရှိစေမဲ့ဘယ်ကိစ္စမဆိုရှောင်ရှားကြဖို့တိုက်တွန်းကြောင်းစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ဒနုပြည်သူလွတ်မြောက်ရေးတပ်ဦးဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPLA ကဒနုအမျိုးသားနေ့တို့တဝန်လွှာပေးပို့ရမှာဖြစ်ပါတယ် နိုဝင်ဘာ28ရက်မှာကြာရောက်တဲ့ဓနုအမျိုးသားနေ့ကိုဂုဏ်ပြုကြောင်းတဝန်လွှာပေးပို့ခဲ့တာဖြစ်ပြီးစစ်တပ်ကရွေးကောက်ပွဲကျင်းပမယ့်အခြေအနေနဲ့ပတ်သက်ပြီးအခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။အဒီကတော့လာမယ့်ရွေးကောက်ပွဲမှာဓနုဒေတာမှလည်းသူတို့ပါဝင်ရှင်ပြိုင်မယ့်အနေအထားမှာရှိပါတယ်။အဲ့ဒီဟာကိုပြည်သူလူထုအနေနဲ့လည်းတက်တက်ကြွကြွပူးပေါင်းဆောင်ရွက်တာမျိုးမပြုလုပ်ဖို့စောစောတုန်းကကာလမှလည်းကြီးညာချက်ထုတ်ပြန်ထားပြီးသားဖြစ်တယ်လို့ DPLF သတင်းပြန်ကြားရေးတာဝန်ခံကိုဟန်လိုင်းကပြောပါတယ်။ လက်ရှိအချိန်ဟာစစ်တပ်ကအထူးရောင်ရွေးကောက်ပွဲကျင်းပပြီးအာဏာဆက်လက်တည်မြဲဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ဆိုပါရယ်အထူးရောင်ရွေးကောက်ပွဲဟာဓနုဒေတာအပါဝင်နိုင်ငံတော်ဝန်လှုပ်ရှိပြည်သူလူထုတွေရဲ့မဲတွေကိုလူသက်လက်နက်အဖြစ်အသုံးချကာတရားမဝင်တဲ့အာဏာကိုဆက်လက်တည်မြဲဖို့ဆောင်ရွက်နေခြင်းဖြစ်ပြီးစစ်ကောင်စီတရက်နိုင်ငံရေးထွက်ပေါက်မျှတာဖြစ်ကြောင်းလည်း DPLF DPLA ရဲ့သတင်းလွှမ်းမှာဖော်ပြထားပါရယ်ဒါအပြင် တနုနိုင်ငံရေးကုန်သိက္ခာမြင့်တင်ဖို့အတွက်လည်းတနုပြည်သူလူထုတွေနဲ့တနုလူထုအကျိုးပြုလုပ်ငန်းဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသိရှိကြောင်း GPLF ကအသိပေးပါတယ်။တနုတမျိုးသားလုံးပါဝင်တဲ့နိုင်ငံရေးဥဆောင်အဖွဲ့ပေါ်ပေါက်နိုင်ဖို့လည်းတထောင်တနေရကပါဝင်ကြိုးပမ်းနေကြောင်းလည်းဖော်ပြထားပါတယ်။ GPLF အနေနဲ့တနုလူမျိုးကိုစားပြုနိုင်တဲ့တနုဖက်ဒရယ်ကောင်စီပေါ်လာဖို့ကြိုးစားနေတာရှိတယ်လို့ကိုဟန်လိုင်းကပြောပါတယ်။ ကျွန်တော်တို့ DPLA ဓနုတက်အနေနဲ့လေမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တချို့သောစစ်ရေးတော်၎င်းနိုင်ငံရေးတော်၎င်းအခမ်းအခနာအသီးသီးမှာကျွန်တော်တို့ပါဝင်ပြီးတော့လောက်ကင်နေတာရှိပါတယ်။ဒီထက်လည်းပိုပြီးတော့နိုင်ငံရေးစုဖွဲ့မှုစနစ်တကျဖြစ်အောင်လည်းအများကြီးပြင်ဆင်နေပါတယ်။ DPLA အနေနဲ့ဓနုလူမျိုးကိုစားပြုအနေနဲ့ပေါ်လေလို့ကိုခန်းလိုင်းကပြောပါတယ်။စီအနာရှင်စနစ်ဆိုးကြဆုံးရင်ဓာတုညီများမှုကိုပိုင်ပြထန်းခွဲ့ရှိတဲ့ဖက်ဒရယ်ဖီလောင်စု ပေါ်ပေါက်ရေးစတဲ့နိုင်ငံရေးရည်မှန်ချက်တွေပြည့်မြောက်နိုင်ဖို့ မဟာမိတ်တွေနဲ့အတူနိုင်ငံရေးစစ်ရေးအတူတကွတိုက်ပွဲဝင်ဖော်ဆောင်နေကြောင်း DPLF DPLA ရဲ့တဝန်လွှာတွေမှလည်းရေးသားထားပါတယ်။ကျွန်တော်တို့ DPLA အနေနဲ့ကတော့စစ်ကောင်စီကိုဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်လို့ကိုဟန်လိုက်ကပြောပါတယ်။ DPLF DPLA ကို2022ဩဂုတ်9ရက်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတအောင်တက်မတော် DNLA အပါအဝင်မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီးရှမ်းမြောက်နောက်ချိုမြို့နယ်တောင်ခမ်းဒေသအပါအဝင်ဆက်ဆက်နေမြေတွေမှာအာနာသိန်းစစ်တပ်ကိုဒေါ်လန်တိုက်ခိုက်ခဲ့ပါတယ်။ ဆက်လက်ပြီးအခွင့်အရေးဆိုတာတိုက်ယူမှရမယ်ဆိုပြီးလမ်းမရောက်နေတဲ့လူငယ်တွေကိုနှမျောတယ်လို့အာနာသိန်းစစ်တပ်လက်ပါစီကြန့်ခိုင်ရေးမှတောင်းအေပြောတယ်ဆိုတဲ့တင်ကိုချင်းဆက်ပေးသွားမှာဖြစ်ပါတယ်။မတရားသဖြင့်စစ်တပ်အာနာသိန်းထားတဲ့မြန်မာနိုင်ငံမှာနိုင်ငံတကာရဲ့ဖိအားတွေအခွင့်အရေးတွေဆိုတာ တိုက်ယူရမယ်ဆိုတဲ့အထွေးခေါ်ပြီးနဲ့အတူတူလူငယ်တွေကိုလမ်းမရောက်အောင်တုံးပို့နေတယ်လို့စစ်တလက်ဝေခန့်ချန်ကာရေးပါတီအထွေထွေအထွေရေးမှုတောင်းအေးကပြောပါရယ်လမ်းမရွေးကောက်ပွဲအတူမှာပျော်ပွဲမှုနဲ့ပြည်သူ့လွတ်တော်ကိုဆက်လက်လောင်းအဖြစ်ဝင်ပြိုင်နေချန်ကာရေးအထွေရေးမှုတောင်းအေးကជីနီကျေးရွာနဲ့ဒီကုံကျေးရွာတို့ကဒေသခံတွေနဲ့တွေ့ဆုံစဉ်အခုလိုပြောခဲ့တာပါနိုင်ငံတကာက PR တွေပေးပြီးတော့ကျွန်တော်တို့တိုင်းပြည်အတွက်အရင်းကြီးတွေဘာတွေမရဘူးရင်းနှီးမြှုပ်နှံကျင်တဲ့သူတွေလည်းလာပြီးတော့ရင်းနှီးမြှုပ်နှံလို့မရဘူး အဲ့တော့ကျွန်တော်တို့မှာအလောက်ကိုင်းမရှိဘူးအခွင့်အလမ်းတွေမရှိဘူးမရှိတော့ဘာဖြစ်လဲလူငယ်တွေအကုန်လုံးကတခြားတိုင်းပြည်တွေပဲသွားပြီးတော့အလုပ်လုပ်ကြတယ်။ဒါဖြင့်ပိုဆိုးတာကခုနကပြောသလိုအခွင့်ရေးဆိုတာတိုက်ယူမှရမယ်ဆိုရင်အတွေးခေါ်ရင်းနဲ့လူငယ်တွေကိုလမ်းမကိုပို့ပြလိုက်တယ်။နှမျောဖို့အရန်ကောင်းတာပဲ။အဲ့တော့ကျွန်တော်ကတော့ ခုဆွေတွေမျိုးတွေညီအကိုမောင်နှမတွေမလို့ဒီစကားတွေလည်းပုံမှန်လေးလေးရင်းရင်းနှီးနှီးပြောတာအဖြစ်မခံနေတော့လို့သူကဆိုပါတယ်တကယ်လက်တွေ့မှာကြန့်ခိုင်ရေးပါတီရဲ့ကြောထောက်နောက်ခံစစ်တပ်ကတိုင်းပြည်မှာရှိတဲ့အရာမှန်သမျှကိုနိုင်ငံတော်အပိုင်းငါအပိုင်းလောက်ခါအယက်သားအစိုးရကိုတနတ်ထောက်ဖြုတ်ချပြီးမတရားစစ်အာဏာသိမ်းခဲ့တာကြောင့်လူငယ်တွေဟာသူတို့ဘဝတွေကိုစတီးပြီးစစ်တပ်ကိုတွန်းလှန်နေကြတာဖြစ်ပါတယ်ကျွန်တော်တို့ကမညီညွတ်တဲ့အခါနိုင်ငံတော်ကချမှတ်ပေးထားတဲ့မူဝါဒတွေ လမ်းစဉ်တွေကိုကိုနဲ့မတိုက်ဆိုင်တဲ့အခါကျတော့မလုတ်ချင်တော့ဘူးအဲ့ဒီလိုတွေဖြစ်လာတယ်။ဒါတွေကဘလို့ပြောမလဲဆိုတော့မကောင်းဘူးပေါ့။တိုင်းပြည်မတိုးတက်ရခြင်းကအဲ့ဒါပဲလို့တောင်းအီကပြောခဲ့ပါသေးတယ်။ကျမ်းမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။